လီဝန်ဆိုင်ဆောင်မင်္ဂလာညရှာမှာရှင်2025ခုနှစ်စက်တင်ဘာလ30ရက်ဒီနေ့အင်္ဂါနေ့ညရှင်းနှစ်တန်ရဲ့ပေါက်ကက်အစီအစဉ်တွေကိုတင်ဆက်ပေးပါတော့မယ်ရှင် ီနေ့ညအတွက်ရှနီဒေတာနဲ့ပြည်တွင်းပြပါကသတင်းတွေကိုစုစည်းနှဆင်သွားကြမှာဖြစ်ပါတယ်။ဒီနေ့ညအတွက်စက်တင်ဘာလတလအသွင်းမှာရှနီဒေတာနဲ့ပြည်တွင်းကထူရှားတဲ့သတင်းတွေကိုပြန်လည်စုစည်းနှဆင်ကြမှာပါ။ပမောင်မြို့တိန်တိုက်ပွဲကြောင့်စစ်ပေးသိန်းချောင်တူ1500ကျော်ရှိပြီးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့တဲ့ ကရှင်ပြည်နယ်ရှိအေယော်ရီမြို့တို့တခြားနယ်စည်ရည်ပြင်းထန်နေတဲ့ဖားကတ်မြို့နယ်အတွင်းမှာစစ်တားစုဆောင်ခံရမှုတွေများပြားလာတဲ့အကြောင်း KIA PDF ပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်တပ်တို့အကြားမြို့တိန်တိုက်ပွဲပြင်းထန်တဲ့ပမော်မြို့ရဲ့နောက်ဆုံးအရှိအနေပါတွေဖြစ်နေလေ မြစ်ကြီးနားမြို့ကိုတိမ်းရှောင်လာတဲ့စစ်ပေးရှောင်တွေလာမဲ့ရွေးကောက်ပွဲမှာမဲပေးဖို့ဘလို့အစီအစဉ်တွေဆောင်ရွက်နေတယ်ဆိုတဲ့တဲ့င်းတွေနဲ့အိန္ဒိယကမြမမြေရှားကိုလိုအပ်နေတဲ့တဲ့င်းတွေကိုနားဆင်သွားကြမှာပါရှင်။ဗမောက်မြို့တိမ်းတိုက်ပွဲကြောင်းစစ်ပေးတိမ်းရှောင်သူ1500ကျော်ရှိပြီးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေတဲ့တဲ့င်းကိုကနအူးနားဆင်ကြရမှာပါ။ ကိုင်းတိုင်းဒေတာကြီးအထက်ပိုင်းမှာစက်တင်ဘာလ23ရက်နေ့က KAPDF ပူပေါင်းတပ်ဖွဲ့တွေရဲ့ဗမောက်မြို့တင်းတိုက်ပွဲပြီးတဲ့နောက်ဒေတာခံ1500ကျော်ဟာစစ်ပေးတင်းရှောင်နေကြရတယ်လို့စစ်ပေးရှောင်ကူညီနေသူတွေထံကနေသိရပါဗျ။စစ်ပေးရှောင်တူကတော့အခုလိုပြောပြပါဗျ။ဘာသာလဲလို့ရှင်းုံနဲ့အင်းတို့ကမင်းတို့ပါတော့မင်းငုံတို့မင်းငုံကတော့နည်းနည်းညာနေတယ်နဲ့။ရှင်ကမင်းငုံရဲ့ရှင်းုံရဲ့ပဲ။ဆေးချမစကားက စာတင်ကြောင်းသားမှာစာတင်ကြောင်းဟာဆောင်းပတ်စုံခမ်းမမှာသူကလူဟာပါလားဆိုတော့ရှိဖို့မှာပတ်စုံခမ်းမရှိတယ်။ဟုတ်တယ်စာတင်ကြောင်းဖုန်းနဲ့ပါတယ်ပတ်စုံဟုတ်တယ်။ဘင်းကုန်းမှာစာတင်ကြောင်းဖုန်းကြောင်းပါလေ။เออว่าเมนดีบาลิซันมีมาแล้วเองอะไรก็กูซีซันซาร์ออฟเดอร์เอสเดซาเฮนิมุนโนบีเอเองอะไรไม่ไปหรอก မမမြို့ကစစ်ပေးဆောင်တွေအတွက်မြို့နယ်ရဲ့အနောက်ဘက်ချမ်းဒေသကအရှိကုန်းကြေးရွာစတင်ကြောင်းပတ်စုံခမ်းမနဲ့မင်းကုန်းကြေးရွာကစတင်ကြောင်းတွေမှာနေရာချထားပြီးအခြေခံစားတောက်ရေးအတွက်ရဲရွာနဲ့ SND တို့ကထောက်ပံ့ပေးထားတယ်လို့သိရပါဗျ။စစ်ပေးဆောင်အများစုဟာမြို့ပေါ်ရက်ွက်တွေဖြစ်တဲ့မြို့မမြနန္ဒလွှာစင်ကုန်းစတဲ့ဒေသခံတွေအပြင်အောင်တာကုန်းခမိုးရွှေချောင်းစတဲ့ကြေးရွာကဒေသခံတွေလည်းပါဝင်တယ်လို့သိရပါဗျ။ ဒေတာခန့်တချို့ကမြို့တိန်တိုက်ပွဲပြီးတဲ့နောက်ပိုင်းမှာမြို့ထက်ကိုပြန်လည်ဝင်ရောက်လိုကြပေမဲ့စစ်ရေးတင်းမာမှုနဲ့စိတ်ချရတဲ့အခြေအနေတွေမရှိသေးတာကြောင့်ဆက်လက်တင်းရှောင်နေရတဲ့အခြေအနေလို့လည်းပြောဆိုကြပါတယ်။ဗမောက်မြို့နယ်မိုင်အနင်းငယ်အကွာမှာမြို့ပေါ်ကနေတက်ဆုတ်ခဲ့တဲ့ရှမ်းနေမြို့သားများတက်မလို့နဲ့ KAPDF ပူးပေါင်းတပ်ဖွဲ့တို့ကမှစစ်ရေးတင်းမာမှုတွေဟာဒီအနေ့ထိဆက်ရှိနေစေလဲဖြစ်ပါတယ်။ဗမောက်မြို့နယ်တုံးမိုင်ပဝန်ကျင်းမှာတိုက်ပွဲတွေဟာဒီနေ့ထိဆက်လက်ဖြစ်ပွားနေစေလဲဖြစ်ပါတယ်။ ဗမောက်မြို့ကိုတော့ NUG အမတ်တစ်စစ်တာကမြို့တိန်တိုက်ပွဲပေါ်ဆောင်ခဲ့တာဖြစ်ပြီးတော့ KIA အပါအဝင်ဗမောက်အင်ဒေါ်က PDF တွေနဲ့စကိုင်းတိုင်းအတွင်းက PDF ပူးပေါင်းတပ်ဖွဲ့တွေပါဝင်တိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ကရှင်ပြည်နယ်ရှိအေယော်ရီမြို့ရတလျှောက်နယ်စီးရပြင်းထန်နေတဲ့ဖာကန်မြို့နယ်အတွင်းမှာစစ်တပ်စုဆောင်ခံရမှုတွေများပြားလာတဲ့တဲ့င်းတွေကိုနှဆင်ကြမှာပါ။ မြစ်ကြီးနားမြို့နယ်အေယာဝတီမြစ်ကမ်းဘေးတလျှောက်မှာရှိတဲ့ကျေးရွာတွေမှာဩဂတ်လကုံပိုင်းကစားလို့ပေါ်တာဆွဲခံရမှုတွေဟာရခင်ထက်ပိုမိုဖြစ်ပွားလာနေတယ်လို့ထွက်ပြေးတင်းဆောင်လာတဲ့ဒေတာခန့်တွေက ရှက်နီအတန်ကို ပြောပြပါတယ်အေယာဝတီမြစ်တလျှောက်ကကျေးရွာတွေဖြစ်တဲ့စံကင်းကျေးရွာ၊ရွာတစ်ရွာ၊ခေါင်ဖူးရွာ၊တလောကျေးရွာ၊ဦးလောက်ကျေးရွာကလူငယ်အများစုကိုကရှင်လူမျိုးရေးတပ် KNA ကပေါ်တာဆွဲခေါ်တာဖြစ်တယ်လို့သိရပါတယ်။ ပေါ်တာမဆွဲခင်က KNA ကအစည်းအဝေးတရက်ခေါ်ယူပြီးလှစင်ကျေးတအိမ်ကို33000ထည့်ဝင်မယ်ဆိုရင် လူတစ်ကောက်တာ ပေါ်တာဆွဲတာတွေကို ပြုလုပ်မှာမဟုတ်ကြောင်းပြောဆိုခဲ့တယ်လို့သိရပါတယ်စက်တင်ဘာလလောက်ဝဲအတွင်းပေါ်တာအဖြစ်ဖန်းစီခံရတူ10ဦးထက်မနည်းရှိပြီးတိရခန့်လူငယ်အမျိုးသားတွေအပါအဝင်အေယဝတီမြစ်အတွင်းရွှေမျောလောက်ကိုင်းနေကြတူတွေလည်းဖန်းစီခံရမှုတွေအတွင်းပါဝင်တယ်လို့သိရပါဗျ။ တဆက်ထဲမှာပဲတိုက်ပွဲပြင်းထန်နေတဲ့ဖကန်မြွနဲ့အသွင်းမှာတပတ်အသွင်းအယက်တာတရားနိဘာစုဆောင်ရေးဆွဲခံရတယ်လို့တီးရပါတယ်ဖကံမြွနဲ့အတွင်းရှိကြောက်မော်အနက်မှာ KAPDF ပူပေါင်းတပ်ဖွဲ့များရဲ့စုဆောင်ရေးခေါဆောင်ရှင်ခံရတူတပတ်အတွင်းလူဦးရေတရာနိဘာရှိနေပြီဖြစ်ကြောင်းဒေသခံများထံမှသိရပါရယ်နေ့စဉ်ဖမ်းဆီးခေါဆောင်မှုတွေရှိနေပြီးသို့တော့ရှမ်းနီတိုင်းဒေသများကိုတော့ပြန်လည်လွတ်ပေးတယ်လို့ဆိုပါရယ် စက်တင်ဘာ23ရက်နေ့ကစုဆောင်ရေးခေါ်ဆောင်ရှင်းခံရသူတွေထဲမှာမော်စီစာကျေးရွာရှိ တင်အောင်ကျိုင်ကြောက်စိမ်းလုတ်ကွက်အတွင်ကရင်မစေးတမားများအများဆုံးဖြစ်တယ်လို့သိရပါဗျ။ဒီလိုစုဆောင်ရေးခေါ်ဆောင်မှုတွေကိုမော်စီစာလုံခင်ကရေမွန်နဲ့ဖားပြင်လေကရိုးစိတ်တို့မှအများဆုံးပြုလုပ်နေတာဖြစ်တယ်လို့ဖန်စီခံရသူတွေကို၎င်းတို့ရင်များပေါ်တော့တင်ဆောင်ခေါ်ဆောင်တော့တာဖြစ်ကြောင်းဆိုကြပါဗျ။ ဖန်စီခံရသူတွေထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်များလည်းပါဝင်နေကြောင်းသိရှိရပါတယ်။မြို့သိမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့ပမော်မြို့ရဲ့နောက်ဆုံးစစ်ရေးအခြေအနေကပါရီလေ။ပမော်မြို့သိမ်းတိုက်ပွဲဟာဆေလနီပါကြာမြင့်လာချိန်မှာ KYA PDF ပူပေါင်းတပ်ဖွဲ့တွေတင်ပိုက်ထားတဲ့မြို့ပေါ်ရောက်ွက်တချို့နဲ့တိုက်ရင်တချို့ကိုစက်တင်ဘာလအတွင်းမှာပြန်လည်လက်လွတ်လိုက်ရပါတယ်။ အေယဝတီမြစ်အတိုင်းကိုစံတက်လာတဲ့စစ်ကူတင်ပေါ်ရီစိုက်ကပ်ပြီးရဲတပ်အနှဲငယ်ကြမှာပဲစစ်တပ်ကမြို့ရဲ့မြောက်ဘက်ခြမ်းကရက်ွက်6ခုနဲ့တပ်စခန်းအလုံးကို ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။ပမော်မြို့မြောက်ဘက်ခြမ်းရှိရက်ွက်6ခုနဲ့တပ်စခန်းအလုံးကိုပြန်လည်ထိန်းချုပ်ထားပြီလို့ဆိုပါတယ်။ပမော်မြို့ရဲ့မြောက်ဘက်ခြမ်းတစ်ခုလုံးရှိရက်ွက်6ခုနဲ့တပ်စခန်းအလုံးကိုပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့စစ်တပ်ကထုတ်ပြန်ပြောဆိုလာပါတယ်။ ပမော်မျိုးအရှိမြောက်ဘက်ရှိနှံ့ဖာကြီးပါကနှံ့ဖာစခန်းနဲ့တဌာနာချုပ်၄ခုမြို့တွင်ရှိနှောင်းခိုးရက်ွက်မင်းလာရက်ွက်ပင်စင်ကုန်းရက်ွက်ညောင်ပင် ရက်ွက်နဲ့ခွန်တာရက်ွက်တို့ကိုထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းသိရပါတယ်ပမော်မျိုးမှာရက်ွက်16ရက်ွက်ရှိပြီးရက်ွက်6ခုကိုပြန်လည်သိမ်းပိုက်ခဲ့ပေမဲ့10ရက်ွက်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေလဲဖြစ်ပါတယ်။ဒါအပြင် ပမော်လေးစိတ်ရဲ့အစိတ်ပိုင်းတချို့ကိုလည်းစစ်တပ်ကပြန်လည်ထိန်ချုပ်ထားပြီးဖြစ်တယ်လို့ပမော်ဒေတာခမားထာမှသိရပါတယ်။ပမော်မြို့နယ်အတွင်းတိုက်ပွဲတွေဟာဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီးပမော်ခရိုင်တဲကပူပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့မန်စီမိုးမောင်မြို့နယ်တွေမှာတော့ KIA ရဲ့အုပ်ချုပ်ရေးရန်ရာတွေကပုံမှန်လဲပတ်နေတဲ့အခြေအနေမှာဆက်ရှိနေဆဲဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ရှိစစ်ပေးဆောင်များရွေးကောက်ပွဲမှာစန္ဒမဲပေးရန်စီစဉ်နေတဲ့အကြောင်းကိုနားဆင်ကြမှာပါ။ကရှင်ပြည်နယ်အတွင်းရှိပြည်ပခန့်နယ်မြေများကနေမြစ်ကြီးနားမြို့ရှမ်းမြို့နယ်စုစစ်ပေးဆောင်မှာရာยีခိုလုံစစ်ပေးတင်းဆောင်နေသူများအနေဖြင့်လာမဲ့ရွေးကောက်ပွဲမှာစန္ဒမဲပေးနိုင်ဖို့အတွက်ပြင်ဆင်စီစဉ်မှုတွေပြုလုပ်နေကြောင်းစစ်ဆောင်ကူညီနေသူများထံမှတီးရပါတယ်။ မြကျင်းနာမျိုးရှိရှမ်းမြို့နယ်စုစစ်ပေးဆောင်စခန်းမှာအိမ်ထောင်စုပေါင်း900နီးပါးခိုလုံနေတာလည်းဖြစ်ပြီးပမော်ဝိုင်းမော်မိုးမောင်မန်စီ စင်ပိုတာလော့ဂျီဖာကန်စတဲ့ဒေတာကထွက်ပြေးတင်းဆောင်လာခဲ့ကြသူတွေဖြစ်ပါတယ်။အဲ့ဒီဒေတာတွေဟာရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားပေမဲ့လည်းစီရေးပြင်းထန်နေစေအရှိန်နေလည်းဖြစ်ပါတယ်။ ရာရင်နေရဲ့စွန့်ခွာနေသူများအနေဖြင့်ကြိုတင်မဲမဟုတ်ပဲလက်ရှိနေထိုင်ရာဒေတာတွင်တာမဲဆန္ဒပေးလိုပါကရွေးကောက်ပွဲရဲ့မတိုင်ခင်ရက်ပေါင်း60အတွင်းအကြောင်းကြားလျှောက်ထားရမှာဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်ကဆိုထားပါတယ် စစ်ပေးဆောင်ကြလာချိန်မှာစာနာရိတ်ခအတွက်လိုအပ်မှုများစွာရှိနေပေမဲ့လည်းမြစ်ချင်းနာမျိုးရှိတချို့စစ်ပေးဆောင်စခန်းအများစုမှာရပ်ဆိုင်းခံထားရတဲ့နိုင်ငံတကာ NGO အဖွဲ့အစည်းတွေရဲ့အထောက်အပံ့အကူအညီများကို ပြန်လည်ရရှိတင်ရှင်လည်းမရှိသေးဘူးလို့စစ်ပေးသိမ်းဆောင်နေသူများထံမှတီးရပါတယ်ကျမတို့စရိတ်အတွက်2024တုန်းက WFP ကတရက်ကိုတလ4200ပေးတယ်အခု2025ဒုံးလာပိုင်းကလေးကပြတ်သွားပြီမပေးတော့ဘူးဘာမှမလာတော့ဘူးအထောက်အပံ့မရတော့တီလိုပဲလှုပ်လိုက်စားလိုက်နေနေရတာပါလို့ဝိုင်းမော်မြို့နယ်ရွှေညောင်ပင်ကျေးရွာကနေမြစ်ကြီးနားမြို့စီးကျွန်းရက်ွယ်ဝေပုံလဖုံးတော်ကြီးကျောင်းတိုက်အတွင်းလာရောက်ခုံလုံးနေထိုင်နေသူအသက်59နှစ်အရွယ်ရှိစစ်ဆောင်အမျိုးသမီးတအူးကပြောပါတယ် ဒီကြောင်းတိုက်အသွင်းမှာစစ်ပေးသိမ်းရှောင်နေတူအိမ်ထောင်စု40ကျော်ရှိပြီးလူဦးရေအားဖြင့်100ကျော်ရှိကယခုကာလမှာနိုင်ငံတော်မှထောက်ပံ့ပေးတဲ့တဦးလျင်တလငွေကျပ်2000ဖြစ်တာဒုံဆွဲအားထားနေကြရကြောင်းသိရပါတယ်ရှင်မြန်မာမြေရှာကိုအိန္ဒိယကလိုချင်တဲ့တည်င်းကို နားဆင်ကြရမှာပါ မြေရှားတတူရရှိရေးအိန္ဒိယနဲ့ KIA တို့ဆွေးနွေးမှုတွေရှိခဲ့တယ်လို့အိန္ဒိယသတင်းတွေမှာဖော်ပြထားပါတယ်။အိန္ဒိယနဲ့ကချင်လွတ်လပ်ရေးတပ် KIA တို့ကြားမြေရှားတတူအတွက်တွဲဆုံဆွေးနွေးမှုတွေရှိပြီးပြုလုပ်ခဲ့တယ်လို့အိန္ဒိယသတင်းစာမှာတုံခုတက်မနေဖော်ပြလာကြပါတယ်။တကဘာလုံးဆိုင်ရာမြေရှားတတူလိုအပ်မှုကွင်းဆက်တွေကို လွန်မိုထားတဲ့တရုတ်နိုင်ငံအပေါ်မိခိုနေရတာကိုရှော့ချနိုင်ဖို့တခြားနီလန်းရှာဖွေနေတဲ့အိန္ဒိယနိုင်ငံဟာ KIA ထိန်းချုပ်နယ်ထဲကတတ်ထုတူဖော်ရေးလူလာနေတယ်လို့ရိုက်တာသတင်းကိုကိုးကားပြီးအိန္ဒိယသတင်းတွေကဖော်ပြကြပါတယ်။အိန္ဒိယနိုင်ငံတတ်ထုတွင်ဝင်ကြီးဌာနဟာ KIA ထိန်းချုပ်ထားတဲ့ဒေသကမြေရှားနမူနာများကိုစုဆောင်းပြီးတပ်ခွဲခန်းတွေကိုပို့ဆောင်ဖို့အတွက်အစိုးရနဲ့ပုဂ္ဂလိကပိုင်တွေကဆွေးနွေးမှုတွေမှာပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ အစိုးရပိုင်ကုမ္ပဏီဖြစ်တဲ့ Indian Rail Limited IRER Meshwat Aban Material နဲ့ပုဂ္ဂလိကကုမ္ပဏီတွေပါဝင်တယ်လို့ဆိုပါတယ်။အထူးကရွေးချက်ကအိန္ဒိယတပ်ခွဲခန်းတွေမှာစံတပ်ဖို့ဖြစ်ပြီးတတူပါဝင်တော့လုံလောက်မှုရှိမရှိကို စစ်ဆေးဖို့ဖြစ်တယ်လို့ဆိုပါတယ်။အိန္ဒိယရဲ့နီးပညာတွေအတွက်ဒီမြေရှားတွေဟာအရေးကြီးပြီးမြေရှားရယူနိုင်ရေးအတွက်မြန်မာစစ်ကော်မရှင်နဲ့တိုင်းရင်းသားလက်နက်ကင်တပ်တွေကို ပုံမနီးကပ်တဲ့ဆက်ဆံမှုတွေအိန္ဒိယကပြုလုပ်လာနိုင်မည့်အကြောင်းအိန္ဒိယနိုင်ငံအခြေဆိုင်တည်င်းမီဒီယာတွေကရေးသားနေကြပါတယ် ရှနိအတန်ရဲ့ pocket အစီအစဉ်တွေကို ရှနိပါရာနဲ့မြန်မာပါရာပါရာနှမျိုးတင်ဆက်ပေးနေပါတယ်ရှင်။ရှနိအတန်ရဲ့တတင်းဆောင်ပါတွေကို www.shanipoint.com နဲ့ www.facebook.com/tpoyoshani စာမျက်နှာတွေမှာတွားရောက်နားဆင်လို့ရနေပါပြီ။ခုလိုနားဆင်အားပေးခဲ့ကြတဲ့အတွက်ရှနိအတန် wine dot တွေက အထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပါကျမ်းမာရှန်တာကြပါစေရှင်။ငင်းဆုံတေယောက် 走。So